ယန္တုဆိုဒီမှာဘ누구ကိုပြောတာလဲလို့ဆိုကိလေသာတွေကိုပဲပြောတာကိလေသာကမှတကယ်ယန္တုအစ်စ်လေငရဲချတာကကိုယ်ကိုလာပြီးတော့ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ယန္တုမဟုတ်ဘူးကိုယ်ရင်ထဲမှာဖြစ်တဲ့ကိုမွေးထားတဲ့ဒေါသဆိုတဲ့ယန္တုလောဘဆိုတဲ့ယန္တုမောဟဆိုတဲ့ယန္တုကကိုယ်ငရဲချတာသူလောက်ကိုယ်ဒုက္ခပေးတာရှိမှမရှိလားအပြင်ဘက်ကလူကဒုက္ခပေးတယ်ဆိုတာယမယံခန္ဓာပေးလို့ရတာလေ အဲ့တော့ဒုက္ခပေးလို့ယန္တုလို့ခေါ်မယ်ဆိုလို့ရှိရင်အမြဲတမ်းကိုဒုက္ခပေးနေတာဘယ်သူလဲလို့မေးရင်ကိလေသာတွေပဲအဲ့တော့ကိလေသာကယန္တုအစ်စ်ပဲစိတ်ညစ်ရတာဘယ်သူကြောင့်သူ့ကြောင့်အစင်မပြေဖြစ်ရတာဘယ်သူကြောင့်ပျော်မဆိုမတွေဖြစ်တာဘယ်သူကြောင့်သူ့ကြောင့်ဟောအလုံးလောကကြီးမှာမဖြစ်ချင်တာတွေဖြစ်နေတာဘယ်သူကြောင့်သူ့ကြောင့်ဟောသူ့လောက်ကိုဒုက္ခပေးတဲ့ပုဂ္ဂိုလ်ပဲရှိမလဲ နော်မုန်းလျာကောင်းတဲ့ယန္တုအစ်စ်ဟာကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်နေတဲ့လောဘဒေါသမောဟတွေသာဖြစ်တယ်။အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ယန္တုတွေကိုအနိုင်ယူပြီးတော့ဖယ်ရှားပစ်ပြီးတာဖြစ်တော့ကြောင်းအရဟံအဲ့ဒီစကလုံးကပါဠိမှာအရိဟနအရိဆိုတာယန္တုကိုခေါ်တယ်ဟဆိုတာဖြည့်စည်ထားတာ ဖြည့်စည်ပြလိုက်တာယန္တူတွေကိုချိန်မုံပြလိုက်တာအဲ့တော့အရိဟာကနေအရဟံဖြစ်လာတယ်လို့ဒီလိုဆိုထားတာအဲ့တော့အဲ့ဒီစေလုံးပြောင်းလဲမှုတွေကိုအသာထားအရဟံမိမိကိုဒုက္ခပေးနေတဲ့ကိလေသာယန္တူတွေကိုအားလုံးအနိုင်ယူထားပြီးသူဖြစ်တယ်ယူထားပြီးချင်းကိလေသာအားလုံးကိုချိန်မုံပြီးဖြစ်ချင်း ရန်သူမရှိတော့ဘူးလို့ဆိုလိုတယ်။ဖះရန်သူမရှိဘူးဆိုဒေဝတ္တို့ဘယ်သွားထားတော့လို့မေးကောင်းမေးလိုက်မယ်အပြင်ရန်သူအဲ့ဒါနော်။ဖះမှာကိလေသာရန်သူဆိုတာမရှိတော့ဘူး။လုံးဝမရှိတော့ဘူး။အတွင်းရန်အပြင်ရန်။ဒါကြောင့်မလို့အရဟံကိလေသာရန်သူတွေကိုခြေမုံဖြတ်စီးပြီးဖြစ်သူဒီခြေမုံဖြတ်စီးခြင်းလို့ဒီအတိဘယ်ဟာဒုတိယအတိဘယ်တစ်ခုလို့ဟော ောမကွာထိုဘုံတော်ကြီးမှာရှင်တော်မြတ်ဖရာဟာဣတိပိကိလေသာရန်သူတွေကိုအပြည့်သက်ချိန်မုံထားတဲ့အရေးချင်းရှိသောကြောင့်အရဟံအရဟအရဟမြည်တော်မူပါပေတယ်တကယ်အရဟပဲကိလေသာတွေကိုအနိုင်တိုက်ပြည့်သက်ပုဂ္ဂိုလ်တွေကိုအရဟလို့ခေါ်ရမယ်ဆိုရင်မြတ်စွာဘုရားကသာတခါတည်းလက်ဆက်တခါတည်းနှလမ်းမထူနိုင်အောင်ချိန်မုံထားတာ ြံတဲ့ပုဂ္ဂိုလ်တွေကအနံ့ရတယ်ဆိုတာခိတ္တခဏပဲပြောတာမြတ်စွာဘုရားအနံ့ရလိုက်တဲ့ခိတ္တိတာကဘယ်တော့မှနောက်ကျောင်းပြန်လာတာမရှိဘူးတဲ့အပိသက်နိုင်တာပေါ့ဒါကြောင့်မို့လို့အရဟံရံသူတွေကိုအနံ့ရသူလို့ခေါ်ခြင်းခေါ်ရင်မြတ်စွာဘုရားကသာလင်ခေါ်ရမှာဖြစ်တယ်ပေါ့